ဒီတစ်ခါမဆာက သာသမီများအတွက်တတိထားမဲ့သာသမီတို့ရဲ့အခြေအကြောင်းကိုမဆာပြပြမှာဖြစ်ပါတယ်။မိဘတွေကမိမိသာသမီနဲ့ပတ်သက်တဲ့အခြေအေခန္ဓာကတာမန်လိုမျိုးဖြစ်နေတယ်ဆိုရင်တော့ကိစ္စမရှိပါဘူး။မိတွေရဲ့မေတ္တာရေးကတာမန်မဟုတ်ဘဲနဲ့ဟိုတာမန်ထက်ပိုပြီးထူးခြားနေတဲ့မေတ္တာရေးတွေဖြစ်မဲ့ဆိုရင် ဘလို့သတိထားရမလဲဆိုတဲ့အကြောင်းကိုမဆာပြပြမယ်နော်မိမိသားသမီးရဲ့မြမာမွေးသက်ကလေးကိုခုနှစ်နဲ့စားပါရလာတဲ့အကျွင်းကတစ်ကျွင်းဆိုရင်တောက်ကြသားသမီးနှစ်ကျွင်းဆိုရင်စနေသားသမီးသုံးကျွင်းဆိုရင်တနင်္ဂနွေသားသမီး လေးကျွင်းဆိုရင်တနင်္လာသားသမီးငါးကျွင်းဆိုရင်အင်္ဂါသားသမီးခြောက်ကျွင်းဆိုရင်ဗုဒ္ဓဟူးသားသမီးခုနှစ်ကျွင်းဆိုရင်ကြာသာရေးသားသမီးတွေဆိုရင်ဒီသားသမီးတွေရဲ့ချစ်ချင်းမြတ်တာကိစ္စကိုမိဘတွေကသတိထားစေချင်ပါတယ်မိမိသားသမီးရဲ့အိမ်တော်ဘက်ဖူးစာဘက်တီဟာ နိုင်ငံခြားသားတိုင်းရင်းသားလူမျိုးကြားတွေနဲ့မှအိမ်အောင်ကြားရတတာတွေဖြစ်တတ်တယ်။တိုင်းတစ်ပါးမှာအခြေချနေထိုင်နေသူဒါမှမဟုတ်နိုင်ငံခြားမှာအလုံးလုံးနေတဲ့လူနဲ့အိမ်အောင်ကြားရတတ်တယ်။နောက်တစ်ခါလိန်တူချစ်အာချစ်ချင်းမေတ္တာအရေးအရာတွေလည်းပေါ်ပေါက်လာတတ်တယ်။နောက်တစ်ချက်ကမိမိထက်အသက်အရွယ်ကွာဟလွန်းတဲ့အသက်ကြီးလွန်းသူနဲ့အသက်ငယ်လွန်းသူတွေဒါမျိုးတွေ ချစ်ခင်ဆုံးမတ်တတ်တယ်။နောက်တစ်ခါလူပြိုအပြူနဲ့ကလေးအမေကလေးအဖေတခုလက်နဲ့လူပြိုအပြူငုံဆိုးပုံနဲ့အာလူပြိုအပြူလက်ထက်ရတဲ့အကြောင်းမျိုးလေးတွေကြုံတွေ့ရတတ်တယ်။နောက်တစ်ခါအိမ်ပေါ်နဲ့အင်ရှင်ဆရာသမားတွေနဲ့ကြောင်းသားဒီ ဖုန်ကြီးနဲ့တကမဒီလိုထူးဆန်းတဲ့ဖူးစာဘက်အိမ်တော်ကြီးမျိုးကိုတိဆောက်ရတတ်တယ်ကြုံတွေ့ရတတ်တယ်ဒါကြောင့်မလို့အထက်ပါအကျွင်းနေနဲ့မိမိသားသမီးတွေကကန့်ညင်နေတယ်ဆိုရင်မိမိသားသမီးတွေရဲ့အသွားအလာအနေထိုင်လေးတွေကိုမိဘအရင်နဲ့တတိထားဆင်ကျင်နိုင်စီဖို့အတွက်မဆာကဘူဟုတ္တရာအောင်ပြပြခြင်းဖြစ်ပါတယ်။ဒီပို့စ်ကလေးကိုနားထောင်ပြီးတော့ ဗဟုသုတရကြပါစီလို့မဆာကဆန္ဒပြုပါတယ်မဆာရဲ့ channel လေးကိုလည်း like subscribe share follow လေးလုပ်ပေးပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်